လူတွေဟာနေစင်နဲ့အမြ။ကမ္မထန်၄ခုပွားသင့်တယ်လို့။နော်။ကမ္မထန်၄ခုပွားသင့်တယ်။ဘာပွားသင့်တယ်လဲဆိုရင်ကိုယ့်ရဲ့တရားစွမ်းအားရထက်မြတ်ဖို့အတွက်ဗုဒ္ဓနုဒတိကိုအချိန်ပိုင်းနဲ့ပွားပါ။အများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်နော်။မေတ္တာအချင်းချင်းမေတ္တာ စိတ်တွေတက်ဝင်အောင်မေတ္တာပွားပါ။ လူတူတယောက်အပေါ်မှာ တွေ့တာမှုတွေရှော့ချနိုင်အောင်အတုပကမ္မထံကိုပွားပါနောက်တစ်ခါကိုယ့်ရဲ့သေဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတတိဘာဝနာ ပွားပါလို့ဒီကမ္မထံလေးခုဘုရားနှုတ်တတိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထံလေးခုဟာဒီ စတုရရက္ခလို့ဆိုတယ်ဖိုးခါရီယံပေါ့ကို့အတွက်အကောင်းဆုံးစောင့်ရှောက်ပဲလို့လူတွေကစောင့်ရှောက်ဆိုရင် ပြင်မဲကဟာကို့စောင့်မှစောင့်နေထင်းနေတာမဟုတ်ဘူးကို့တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကို့အတွက်အရေးကြီးတဲ့စောင့်သုံးမှုပဲလို့ဒီလိုစောင့်လေးမျိုးလို့ဒီလိုဆိုလို့တာနော်ဘာကိုစောင့်နေတုန်းလို့မေးလို့ရှင်ဘုရားနုတ္တိဖြင့်မိမိရဲ့တရားအစွမ်းအားတွေကိုထိမ့်သိမ့်စောင့်ရှောက်ထားသောအပြင်ဒီ တရာရော့နေသွားတဲ့ဆိုတဲ့အန္တရာယ်မဖြစ်အောင်လို့ဒီလိုဆွလို့လားအဲခုကတော့ဘုရားနဲ့တတိပွားလို့ရှင်အန္တရာယ်ကင်းတယ်တို့ဘာလို့အန္တရာယ်ကင်းဖို့ပဲကြည့်တယ်နော်အန္တရာယ်ဖြစ်တာကပြင်းမကလာတဲ့အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိနိုင်တယ်သို့တော့သူအန္တရာယ်ပေးတာတဘဝတခဏပဲတရာတရားဖြစ်သွားပြီဂျင်ညိုစိတ်တွေရောနေသွားပြီဆိုလို့ရှင်နော်တန်တရာမှာအန္တရာယ်များတယ်ပေါ့ မေတ္တာမေတ္တာရဲ့စောင့်ရှောက်မှုကအေးမေတ္တာခြုံလုံးနေဆိုတာဘာလုံးမှလည်းမသိဘူးနော်မေတ္တာခြုံလုံးနေဆိုတာကိုယ့်ရင်ထဲမှာအမုန်းမရောက်ဘူးလို့ပြောတာညာတော်အဖြစ်တွေးကြတာတော့မေတ္တာခြုံလို့ရှိရင်ငါလက်နဲ့စိမ့်ပြီးပြီးသည်တပြားဘယ်သူမှငါမတတ်နိုင်ဘူးလို့ဒီလိုသွားတွေးကြမယ်နော်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးတကယ်အတိတ်ပဲကခုနကမေတ္တာရဲ့အကျိုး၁၁မျိုးထဲမှာမပါဘူးလားပါတယ်လေ မေတ္တာစွာအားကြီးမားနေလို့ရှင်တော့ဒါတွေလေဟိုလုံညုံနေဒါတွေကအပယိကလုံညုံမှုတွေပဲတကယ်အရေးကြီးတဲ့လုံညုံမှုကဘာရောကိုယ်ရင်နဲ့နှလုံးထဲမှာအမုန်းတရားမရောက်ဖို့ကအရေးကြီးတယ်ဒေါသကိုကာကွယ်တာလို့ဒီလိုပြောအောင်အတုပါကဘာကို ကာကွယ်တာတုံးရာဂကိုကာကွယ်တာနော်မရဏတတိကဘာကိုကာကွယ်တာတုံးဆိုရင် တန်ဝေကမဖြစ်ပဲနဲ့မေ့မျောနေတာတန်တရာထဲမှာပျော်ပြီးတော့မကောင်းတာတွေလုပ်မိဆိုတဲ့အကုသိုလ်တွေကိုကာကွယ်တာလို့ဒါကြောင့်မို့စတုရရက္ခဖူကာရီယန်ဆိုတာစောင့်ရှောက်မှု၄မျိုးဆိုတာမကောင်းတဲ့စိတ်တွေမဝင်ရအောင်စောင့်ရှောက်တာလို့အဓိကအဲ့ဒါကျန်တာတွေကအပေါ်ယံပိုက်ကစောင့်ရှောက်မှုလို့ပြောရမယ်ဒီလိုဆိုတာเนาะ